ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion League တက်တဲ့အောင်လည်မင်္ဂလာပါ။မနေ့ညတုန်းကဥရောပ Champion League ပွဲတွေအားလုံးဟာပိတ်တက်တဲ့အကြိုက် Twin Goal တွေအများကြီးနဲ့တွင်းသွားတယ်။ဆိုတော့စုစုပေါင်း Twin Goal 43 Goal တွင်းနဲ့ အနီကက်၅ကက်ဖြစ်တဲ့ဘာစလိုနာက၆ဂိုးသွင်းတဲ့အင်တာမီလန်၄ဂိုးသွင်းတဲ့အာဆနယ်၄ဂိုးသွင်းတဲ့ PSV Eindhoven 6ဂိုးသွင်းပြီးတော့အိုက်ထဲမှာအဝေးကွင်းလာကစားပြီး Paris Saint-Germain က9ဂိုးထိသွင်းသွားတယ်။သွင်းတဲ့အသင်းကလည်း Bayer Leverkusen ကိုသွင်းတယ်၊ KPSG ကအိုက်ပွဲမှာ Duye ရော Dembele ရော Varaskeli ရောသူရဲ့ first strike ကစားမတွေအကုန်ယူလူစားဝင်လာရောပွဲထွက်ခွင့်တွေနဲ့လူဆုံလာခဲ့ပြီးတော့ နူနူမန်တက်ဆိုရင်လက်ရှိမှာအကောင်းဆုံးပုံစံဆို question ကဒီယာဒီမှာ Paris Saint Germain ကိုတားဆီးနိုင်ပါအောင်မလားရှင်းရှင်းလေးပြအခုကျွန်တော်တို့လက်ရှိအနေထားရ Real Madrid on fire ဖြစ်နေတယ် Arsenal on fire ဖြစ်နေတယ် Manchester City ပုံစံကောင်းနေပြန်ရပြီ Inter Milan ကလည်း CD မှာတော်တော်လေးကောင်းတယ် Champions League မှာလည်းကောင်းတယ်ဒါပေမဲ့ Inter Milan ကမနစ်ကလည်း PSG ကိုကူးပြတ်ရှုံးထားတဲ့အတွက်ကြောင့်ပြောရခက်တယ်ဒါပေမဲ့အသင်းကောင်းနေရှိတယ် Bundesliga မှာဆို Bayern Munich က 100%ရလက်နဲ့နိုင်ထားတယ်အဲ့လိုအချိန်မှာပါရစ်စိန့်ဂျာမိန်းနဲ့လူးဝီစီနီကေအသင်းကိုဘယ်သင်းတားဆီးနိုင်လဲ PSG ကအကောင်းဆုံးလားကျွန်တော်မြင်တော့လက်ရှိမှာ PSG ကအကောင်းဆုံးအခုဘာစလိုနာနဲ့ပါရစ်စိန့်ဂျာမိန်းကို Champions League joint favorite ဖြစ် ပေးထားတယ်အာစနယ်ကိုနံပါတ်1အိုက်အောက်မှာ Bayern လို့ Real လို့အစီအစားသားပေါ့လေ Chelsea လို့ Liverpool လို့ဒါပေမဲ့ကျွန်တော်အမြင်တော့ PSG ကတော်တော်ကောင်းတာဗျာ ဘာဆိုနာရဲ့မွန်ချီရီပေါ့လေအိုလံပစ်ကွင်းကိုသွားပြီးတော့ထိုတယ်ဒိုမိနိတ်လုပ်ပြီးတော့သူတို့အနိုင်ယူသွားတယ်။ထားပါတော့ high line ကြောက်ပဲနောက်ဆုံးပွဲပြီးကနေကိုကိုသွားတိတိုင်အောင် Paris Saint Germain ဟာဒိုမိနိတ်လုပ်တဲ့ next level Hansivlik ကိုတိုင်ပါဇက်ကထုတ်ပြီးချီချူတယ်ဒီသင်းဟာသူတို့ထက်ပိုကောင်းတဲ့အသင်းသူတို့ထက် level တစ်ဆင့်ကိုရောက်နေတဲ့အသင်းဒီသင်းကိုရှုံးသွားတဲ့အတွက်သူတို့ဘက်ကဘာမှပြပြောကြမရှိဘူးလို့ပြောတဲ့အထီးကိုကောင်းတာ တခါအခု Arsenal ကို Emery ကွဲမှာရော Party Press မှာမနစ်ကနှစ်ကြော့လုံးနိုင်တယ်။ဒါပါတော့ Party Press ကတော့ PSG နဲ့တိတ်မကွာဘူး။ရှုံးတော့ရှုံးမှာ Arsenal ကတော်တော်လေးကောင်းအောင်ကစားနိုင်ပေမဲ့ပထမကြော့မှာ Emery မှာပေးသက်တည်းလှုပ်လို့မရအောင်ကစားမတွေလှုပ်လို့မရအောင် PSG လုံးပြသွားတာ။ Champions League Final မှာ Inter Milan ကိုကိုးပြတ်သွင်းတယ်။တလျှောက်လုံးမှာဆို Club World Cup က one game ပြ။ Chelsea နဲ့နောက်တစ်ချိန်ပြတွေ့ရင် Chelsea အဲ့လိုနိုင်ချင်မှလည်းနိုင်ပဲ။ဒါပေမဲ့ Chelsea အဲ့ပွဲမှာတော့ spot on absolutely spot on tactical your bio အကုန် spot on ဖြစ်သွားတယ်။ တခြားလုံးခြေစွမ်းပြတဲ့ Nuno Mendes ကိုခိုးဖားမှ destroy လုပ်သွားတယ်ဒါပေမဲ့ PSG ကိုကြည့်လို့ရှိရင်ပြီးခဲ့တဲ့ကရနိုင်မဲ့ဖလားတွေအားလုံးမှာတလုံးပဲလွဲတယ် club worker တလို့အခုသူတို့ကမ္ဘာကလပ်တစ်ခုချန်သေးတယ်ဒါပေမဲ့ပြောချင်တာအခု Togo strong ဖြစ်တာဗျာခံစစ်ပါဗျာ Marquinhos ရှိတယ်စပါးကြီးရှိတယ် Willian Pacho ရှိတယ်အဲ့မှာနေတကယ် solid 3ယောက် proper defense တယောက်ကိုအရန်ပို့ AC ပဲအဲ့ဒါကိုမှအရန်ခံစစ်မှုတွေချိန်သေးတယ် full back မှာ Nuno Mendes ရှိတယ် ဒါပေမဲ့သူတို့အိုက်ဖူဘက်က injury ဖြစ်လို့တော့မရဘူး။ဘယ်ညာနှစ်ဖက်မှာအစားထိုးနိုင်မဲ့ကစားမတွေဟာဟိုကစားမတွေလောက်တော့ quality လိုအပ်တယ်။တကယ်လို့ Hakimi ပဲဖြစ်ဖြစ်ဘယ်ဘက်ချမ်းကနူနိုမန်ဒက်ဆိုတယောက်ယောက်ထန်ရရင်တော့ PSG အတွက်အဓိကပြဿနာဖြစ်နိုင်တယ်။ကွင်းလယ်မှာ Vitinha ရဲ့ Fabian Ruiz ကဂျောင်နက်ဗက်ကအဓိက main အခုလောလောဆယ်မှာဂျောင်နက်ဗက်ဆို Fabian Ruiz ဆိုမပါရတော့မှရှိတဲ့လူနဲ့ PSG ရအောင်လုပ်နေတာ။ အဆင်ပြေတယ်ခုလက်ရှိမှာတိုက်ဆက်မှာအခု virus ကလေးရရှိတယ်ဒူရီရှိတယ်ဘာကူလာရှိတယ်ဒံပေးလေးရှိတယ်အဲ့ဒါကိုမှအရန်မှာကျွန်တော်ကပြောသလိုခွန်ကြလို့ rumbles လည်းရှိတယ် quality player တွေအများကြီးမှာအခု PRS ကနောက်ထပ်လူငယ်ကစားမအနေနဲ့အခုနောက်ပိုင်းမှာ တကယ်ကိုအားကိုးရတဲ့ကစားမတွေထဲမှာအခုမယူလူဆိုတဲ့လူငယ်ချာတိတ်လေးရှိတယ်အဲ့ချာတိတ်ဆို PRS တိုက်စစ်ကလည်းကြောက်ခမန်လီလီ4 7 9 6 6ဒီပဲဖြစ်ပြီးတော့ နံပါတ်9 CC တယောက်ပဲမရှိဘူး Gonzalo Ramos တယောက်ပဲရှိတယ်ဒါပေမဲ့အဲ Ramos ကိုနီးပြအရန်ကြီးမကြိုက်ဘူးဆိုတော့ကွင်းလယ်မှာ Zaire Emery အရန်ရှိတယ် Lee Kaumin ရှိတယ်ဆိုတော့ Lucas Hernandez ကလည်း left back တစ်ခုအနေနဲ့ရှိမယ်ကြိုက်လို့ပေါ့ဆိုတော့အခု Paris Saint-Germain ကိုရှိချင်းနီးပြက Trapper ယူပေးထားတယ် Trapper ကိုနီးပြက Luis Suarez က Barcelona နဲ့လည်းယူပေးထားတယ်နောက်အခု Paris Saint-Germain နဲ့ယူပေးထားတယ်ဆိုတော့နီးပြကလည်း World Class Manager အရာကိုမှလက်ရှိဘာလွန်တော်ဆုရှင်အပါဝင်အကောင်းဆုံးလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့တင်းကွက်အကောင်းဆုံးအသင်းတွေကတသင်းပဲဒီသင်းကဒါ Champion League မှာ joint favorite ဖြစ်ထားတာဗျာအခုအဲ့ဒီသင်းကိုကြည့်လိုက်ဗျာကျွန်တော်တို့ Vitinha က probably one of the best midfielder တွေကတယောက်အရာကိုမှဒါရောမှတော့ကျွန်တော်ခုနပြောရတဲ့ကဒိုင်းရရတဲ့မှာ Fabian Ruiz တို့ Joao Neves တို့လို့သူမနစ်က proper အထိုင်တော်မရှိသေးဘူး ဆိုတော့သူတို့မှာဒဏ်ရတဲ့သူတွေရှိနေသေးတယ်ဟောပီးအက်စီကနောက်တစ်ခုငွေကြေးတောင်းတင်တယ်ဗျာအချိန်မွေးပလီယာဒီကောင်းတောက်ကိုခေါ်နေတယ်သူတို့အဓိကပြဿနာကျွန်တော်ခုနပြောဆိုအဲ့ဖူဘက်ကဟာကီမီနဲ့အက်ရှွာဟာကီမီနဲ့နူနိုမန်တက်စတာနာသွားရင်ဟိုထားပါတော့လူကက်ဆန်နန်တက်ဘေဘချန်ကိုဝင်လို့ရတာမှန်တယ်ဒါပေမဲ့လူကက်ဟန်နန်တက်စ်ကနူနိုမန်တက်စ်မဟုတ်ဘူးနူနိုမန်တက်စ်က10ပွဲကစားရင်9ပွဲလောက်ကမန်တော့သမရတဲ့ခြေစွမ်းမျိုးအနည်းဆုံး8 8.5 7 7 7.8လောက်ကရနေတဲ့ကစားမှာ average stat ကိုပို့ပို့ရတယ်အဲ့လိုကစားမာမျိုးရှိတယ် Hakimi ရတယ်အနည်းဆုံး7 to 7.5 8ရတယ် goal scoring ဖြစ်တဲ့ fullback เนาะကျွန်တော်တို့ Liverpool က Andy Robertson နဲ့ Trent Alexander-Arnold က goal scoring ထက်သူတို့ကဖန်တီးမှုလုပ်တဲ့ assist လုပ်တဲ့ creative လုပ်တဲ့ fullback ဒီ Hakimi နဲ့ Nuno Mendes က goal လဲတွင်းတယ်ဖန်တီးတယ်ဒါထက် goal ပို့တွင်းတဲ့ goal scoring လုပ်တဲ့ fullback နှစ်ယောက် so အဲ့ချက်က PSG မှာတော်တော်ကိုအားသာချက်ကျွန်တော်ပြောချင်တာပဲဗတင်းညာချီကအမြဲတမ်းကူးမရဘူးဒါပေမဲ့ ကိုရတာကိုလည်းသူတွင်းနိုင်သူသူကိုတိုင်းနဲ့လှုပ်အားရန်ကောင်းတယ် PHC ကရှေ့လေနောက်အကုန်ကြီးတယ်ဗျာဆိုတော့ကျွန်တော်ထင်တော့ဒီအသင်းဟာချန်ပီယံမဖြစ်နိုင်စရာအကြောင်းထပ်မဖြစ်ဘူးကျွန်တော်ဘောလုံးလောကမှာ back to back နှစ်နှစ်ဆက်ချန်ပီယံဖြစ်ဖို့သုံးနှစ်ဆက်ချန်ပီယံဖြစ်ဖို့အမတန်ခတ်ပါတယ် Hansi Flick ရဲ့ဖလားသုံးလုံးရတဲ့ Bayern Munich နောက်တစ်နှစ်မှာသူတို့ quarter final မှာထွက်သွားတယ်အဲ့လိုပဲ2009ခုနှစ်ဖလားသုံးလုံးချန်ပီယံ Barcelona 2010မှာ Inter Milan ကို semi final မှာရှုံးသွားတယ်အဲ့2011နဲ့ဖလားငါးလုံးရတဲ့ Barcelona အသင်း2012မှာ Chelsea ကိုရှုံးသွားတယ် နော်2013ချန်ပီယံလိနဲ့ဖလားသုံးလုံးချန်ပီယံဘိုင်မြူနစ်တင်2014မှာသူတို့ဆီမီဖိုင်နယ်ကထွက်ရတယ်ဆိုပြောချင်တာက2015ဖလား၅လုံးချန်ပီယံဘာစလိုနာထွက်ပယ်ထက်ရတဲ့ဘာစလိုနာ2016မှာသူတို့ควอเตอร์ไฟนอลကထွက်ရတယ်ဒီလိုပဲမန်စီးတီး2022-23ချန်ပီယံလည်းရယ်မက်ဒရစ်နဲ့ထွက်ရတယ်ဆို every single team မှာမက်ထရစ်ကလွဲပြီးတော့16 16 18လောက်ပြရတယ်ဘယ်သူမှမလုပ်ပြနိုင်ဘူး မဒရစ်ကိုတိုင်လည်းအခုနောက်ပိုင်းမှာ22ရတယ်23မအောင်မြင်ဘူး24ပြန်ရတယ်25မအောင်မြင်ဘူးဆိုပြောချင်တာကသူတို့တောင်သူတို့ဆန်ကျင်မလို့ပြဘူးဆိုတော့ question က PSG ရတာတွေလုံးပြနိုင်မှာနောက် Paris Saint-Germain ကိုရောဘယ်သူတားဆီးနိုင်မှာ ဘိုင်မြူနစ်ကအခုအုပ်စုပွဲစဉ်တွေရှုံးထွက်ပွဲစဉ်တွေควอเตอร์ဖိုင်နယ်တိကဘိုင်ယန်အမြင်ကောင်းတယ်ရှုံးထွက်လောက်တိကအဲควอเตอร์ဖိုင်နယ်ရောက်ရင်ဘာဖြစ်မှန်းမသိအလိုလိုနေရင်ဘိုင်ယန်ကတခုခုဖြစ်ဖြစ်ပြီးတော့ထွက်သွားတာကြီးပဲဆိုတော့ကျွန်တော်တို့အခု DRD မှာ on fire ဖြစ်နေတယ် DRD ကတော့ဘိုင်ယန်က serious တင်ဒါပေမဲ့သူတို့ခံစစ်နဲ့ full back တွေနည်းနည်းအားနေနေတယ်ဒါပေမဲ့လည်း Luis Diaz ရဲ့ မူစီယာလာလည်းရှိတယ်ခနာပီလည်းရှိတယ်အိုလီဆေးရဟာရီကိန်းရဂျက်ဆင်တို့ရဲ့အတိုက်စစ်ကကြောက်ပူတော်ကောင်းတယ်ဆိုဘိုင်ယန်လည်းရှိတယ်ဒါပေမဲ့ question ကလူးစင်ဒီကေရဲ့ Paris Saint Germain ကိုအဓိကရှင်ပြန်ရမယ့်အသင်းကဘယ်အသင်းလဲ Arsenal လား Real Madrid လား Barcelona ကရောအိုက်ခန်စစ်အားနည်းမှုကနေရော PSG ကိုဒုက္ခပေးနိုင်တယ်နောက်တစ်ခုက Bayern Munich လား Manchester City ကိုထက်တွက်ရမှာလား Liverpool တသိန်းလည်းရှိသေးတယ် တခြားအသင်းတွေမှာ Chelsea ရောဘလို့ထဲလဲဘလို့မြင်လဲကျွန်တော်ထင်တော့ PSG ကအရင် strong ဖြစ်လို့ ਨੇ သူတို့ ਨੇ ကိုယ်တိုင်ကောင်းလားမကောင်းလား reality check က PSG နဲ့တွားချက်လိုက်အဲ့ဆိုသိပြီဒါကျွန်တော်အမြင်ပေါ့လေဥမာဟာ club world cup မှာငါတို့နိုင်ထားပါဆိုပြီးဒီ chain champion league မှာလဲ Chelsea လက်နိုင်ချင်မှနိုင်မှာဘာဆိုတော့ PSG ကတခါလေးပဲရှုံးတာဗျအရှုံးတဲ့ပွဲကတိုက်ဆင်သွားဒါပေမဲ့ Chelsea အိုင်းနဲ့ spot on ပဲဒါပေမဲ့ပြောချင်တာက Paris Saint Germain ကိုဘယ်သူတားဆီးမလဲဒီရာသီမှာ PSG ကိုကြော်ဖြတ်နိုင်မယ်အသိရှိလား PSG ကပဲရေပန်းစားပြီးတော့ champion ဖြစ်နိုင်လား back to back champion ဆိုတာမရှိဘူးเนาะအခုဒီဘက်နောက်ပိုင်းမှာမထွက်ကလွဲခြင်းဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်